ြားနိုင်ငံမြောက်ပိုင်းကချင်းမာပြည်နယ်မှာလေတုထဲမိခိုးမျိုးတွေထူထပ်နေတဲ့ပြဿနာကပိုဆိုးရွာလာနေပြီးခလေးအများစုအပါအဝင်လူအတော်များများဟာနှာခေါင်းသွေးရှန်တာတွေအရေးပြားရရန်တာအဖုပိန်ထတာတွေကြုံနေရပါတယ်။ချင်းမိုင်မှာမိခိုးမျိုးထူထပ်မှုနဲ့လေတုညဉ့်ညံမှုပြဿနာကဆက်လက်တည်တံ့နေဆဲဖြစ်ပြီးပြည်သူလူထုအထူးသဖြင့်ကိုခံအားနည်းတဲ့တက်ကြီးရွယ်အိုတွေနာတာရှည်ယောဂတွေကိုဝန်ဆောင်မျိုးသမီးတွေနဲ့ကလေးတွေအပေါ်ထိခိုက်တက်ရောက်မှု ပိုပြင်းထန်စွာဖြစ်ပေါ်နေတယ်လို့ကျမ်းမာရေးအာဏာပိုင်တွေကပြောပါတယ်။ချင်းမိုင်မှာလေတုညဉ့်ဉန်းမှုနဲ့ဆက်ဆက်ပြီးကလေးတွေအသက်ရှူလမ်းကြောင်းဆံရဝေဒနာတချို့ခံစားရတာနှာခေါင်းသွေးရှန်တာတွေတိတိတသားများလာတယ်ဆိုတာလူမှုကွန်ရက်ပေါ်တင်ထားတဲ့ post တွေအရာသိနိုင်ပါတယ်။ဒါပေမဲ့ကိစ္စအများစုဟာဆေးရုံတင်ပို့เสียရလို့တဲ့အထိပြင်းထန်တာမျိုးတော့မဟုတ်ခဲ့ပါဘူး။တစ်ဖက်မှာလည်းလေတုညဉ့်ဉန်းမှုမိခိုးမျိုးထူထပ်မှုတွေကြောင့် နောက်ဆက်တွဲရေရှည်ကျန်းမာရေးဆိုင်ရာစိုးကျိုးတက်ရောက်မှုတွေဆွေးကြံနေမှာကိုစိုးရိမ်မှုတွေလည်းရှိနေပါတယ်။ကလေးတွေနှာခေါင်းသွေးရှံတဲ့အကြောင်းကိုချင်းမိုက်ဒေသခံမိဘတွေကလူမှုကွန်ရက်ပေါ် post တွေအများအပြားတင်ထားကြသလိုတချို့ကလည်းကလေးတွေအရေးပြားမှာအနီးကွက်တွေထတာဓာတ်မတည့်မှုလက္ခဏာပေါ်လာတာတွေကိုဝေမျှထားခဲ့ပါတယ်။ဒီလိုကိစ္စတွေကကလေးတွေသာမကပဲလူကြီးတွေမှလည်းကြုံနေရတာပါ။အခုပြဿနာမျိုးကညရင်ချင်းဖြေရှင်းလို့မရနိုင်တဲ့အတိုင်းအောင် ဒေသဆိုင်ရာအာဏာပိုင်တွေအနေနဲ့လေတုညဉ့်ဉန်းမှုရှော့ချရေးအစီအမံတွေအပေါ်ပိုပြီးအာရုံစိုက်တင်ကြောင်းတောင်းဆိုမှုတွေလည်းရှိနေပါတယ်။အဲ့ဒီလိုပဲစီးပွားရေးပညာရှင်တွေကလည်းဒီပြဿနာကနိုင်ငံရဲ့ကဘာလက်ခရီးသွားလုပ်ငန်းကဏ္ဍကိုပါထိခိုက်စေနိုင်ကြောင်းထောက်ပြထားပါတယ်။ချင်းမိုင်မှာစိုက်ခင်ဟောင်းတွေကိုမိရှုရှင်းလင်းတာတော်မီလောင်တာရှင်တွေကနေညဉ့်ဉန်းဓာတ်ငွေတွေထုတ်လွှတ်တာတို့ကြောင့်မိခိုးမျိုးတွေဖွဲ့စည်းဖြစ်ပေါ်လေရှိပါတယ်။ဒါတမကပဲချင်းမရဲ့မြင်မျက်နာတွင်ပြင်ကလည်း မိခိုးမျိုးစုဖွဲ့မှုတွေကိုပို့ပြီးအားပေးတဲ့အခြေခံမျိုးဖြစ်နေတယ်လို့သိရပါရရှင်။